ောင်းမြတ်စိတ်ထားဆွမ်းဘက်ကအာအာတင်ပွင့်ကြီးမာတယ်ချမ်းသာမျိုးစုံအဖုံဖို့ဂုံပေးနိုင်လေပေးတယ်ဆိုတဲ့ဇာတ်လေးကတော့အလွန်စိတ်ဝင်စားစရာကောင်းစီရင်မျိုးစုံအဖုံဖို့အကုံပေးနိုင်လေအဲ့ဒါကတော့မကောင်းတဲ့စိတ်ရဲ့အစွမ်းတတ္တိလောကကြီးမှာဆင်းရဲဒုက္ခတွေရနေတာဟာအရင်စစ်လိုက်ရင်ဒီမကောင်းတဲ့စိတ်ကိုခြေခံနိုင်ကြီးပါပဲလောကကြီးမှာချမ်းသာဒုက္ခတွေရနေတယ်အရင်စစ်လိုက်ရင်ဒီကောင်းတဲ့စိတ်မှာခြေခံနေဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဦးရင်တို့ ဒီကနေ့ခေတ်တချို့နိုင်ငံတွေအလွန်မှချမ်းသာတဲ့အစဉ်မြင့်ညတွေရှိတယ်နော်ဘာသာတရားမတူဘူးလို့သူတို့မှအလွန်မြင့်မြတ်တဲ့စိတ်တွေရှိနေတယ်ဆိုတာကိုသိနိုင်တယ်မဘုရားဘာသာဖြစ်တိုင်းစိတ်ကောင်းနှလုံးကောင်းတွေရှိမယ်လို့ပြောလို့မရဘူးဟုတ်ရဲ့လားအဲ့တော့တကယ်တမ်းကဟိုဘာသာတရားတစ်ခုကချမ်းသာခြင်းစည်ရခြင်းကိုပြုမှုတယ်ဆိုတာထက်နော်စိတ်ကောင်းစိတ်မကောင်းကသာလျှင်ချမ်းသာခြင်းစည်ရခြင်းကိုပြုမှုတယ်ဆိုတာ ူဒီမှာမတွေ့ရဘူးလား။ကောင်းတဲ့စိတ်ဖြစ်ရင်တော့ဘေဘာသာဝင်မဲ့ဖြစ်ဖြစ်ဒါကောင်းတဲ့အကျိုးကိုရမှာလေ။ဟုတ်တယ်မဟုတ်လား။မကောင်းတဲ့စိတ်တွေဖြစ်မိရင်တော့ဘေဘာသာဝင်မဲ့ဖြစ်ဖြစ်မကောင်းတဲ့အကျိုးကျေးဇူးတွေကိုရမှာပဲ။သို့သောဥရှင်တို့ဘုဒ္ဓဘာသာတွေကတော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေဆိုတာကတော့အလွန်မှမြင့်မြတ်ပြီးတော့အလွန်မှတန်ရှင်းပြီးတော့ကိုယ်တကယ်လိုက်နာကြင်ကြံချိုးကိုအားထုတ်မယ်ဆိုရင်အလွန်မှကောင်းမွန်တဲ့ပြည့်စုံတဲ့အမဂန်ရဲ့ရှိတဲ့ဒေသနာတော်တွေဆိုတာကတော့ဘယ်လိုမှမငြင်းနိုင်ဘူး။ ဟုတ်ရဲ့လားသို့တော်လည်းပဲဒီအဆိုးမကောင်းတွေရှိနေပြီမလို့ကိုယ်ကကောင်းတဲ့စိတ်ဖြစ်အောင်မလုပ်နိုင်ဘူးမကောင်းတဲ့စိတ်တွေပဲဖြစ်ဖြစ်နေတယ်ဆိုရင်တော့ဒါသူ့လမ်းကြောင်းတိုင်းတွားရမှာပဲဒါကိုနားလည်ဖို့မလိုဘူးလားလို့ရင်းနော်